်မင်္ဂလာပါရှင်ကက်သစ်နယူမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးကားပါဆဆက်ချောင်းဆက်ယုံနေမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကဒီကြောင်ကနေဘုံဆက်မပြတ်လောက်ရောက်ချင်းချနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တကူတိုင်းပရောင်မြို့နယ်ကစစ်ကောင်စီတပ်ရဲ့ကာကွယ်ပစ္စည်းစံရုံကပ္ပစ16အနီးမှာစစ်ကောင်စီတပ်နဲ့အရခတပ်တော်အီဘူပေါင်းမဟာမိတ်တပ်တွေဟာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြပြီးစစ်ကောင်စီတပ်ကလည်းလေးချောင်းကနေဘုံအဆက်မပြတ်ကျဲချတိုက်ခိုက်နေတယ်လို့စီရီတရင်ရင်းမြစ်တွေစီကသိရပါတယ်။ကပ္ပစ16စံရုံရဲ့ကာကင်းစခန်းတစ်ခုဖြစ်တဲ့0.63လုံးစခန်းကုန်းကိုအရခတပ်တော်အီနဲ့ဘူပေါင်းမဟာမိတ်တပ်တွေဟာပြီးခဲ့တဲ့အောက်တိုဘာ14ရက်မှာတင်ပိုင်ရရှိခဲ့ပြီးတဲ့နောက်စစ်ကောင်စီအာမ တုံချောင်းရဲ့တဖက်ကန်ကမြောက်ဘက်ကုန်းကျေးရွာအနီးမှာလက်နက်ကြီးစခန်းတွေပြုတ်လုပြင်းစင်နေပြီးလက်ရှိမှာတော့မတုံကျေးရွာအနီးမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ်။လက်ရှိအရကတက်တော်အေအေနဲ့ပူပေါင်းမဟာမိတ်တက်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကပ္ပါစ16ဆက်ယုံဟာထိုးစစ်အမြန်ရောက်လာဖို့နှိကက်တာကြောင့်စစ်ကောင်စီတက်ကလည်းအင်အားအများပြားနဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်ဟာပွိုင်း63လုံးစခန်းကုန်းကျပြီးနောက်မတုံချောင်းရဲ့တပတ်မှအမြောက်စခန်းတွေလက်နက်ကြီးစခန်းတွေချထားပါတယ်။အဲဒီကနေပြီးတော့မှမတုံရွာနီးကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးထိုးစစ်ဆင်လာတယ်လို့သိရပါတယ်။အဲဒီကျေးရွာနီးနားမှာပဲတိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်ပါတယ်လို့အေအေနဲ့နီးစပ်တဲ့စစ်ရေးသတင်းရှင်းမြစ်တို့ကပြောပါတယ်။ စစ်ကောင်စီတပ်ဟာလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့မတုံချင်းရွာနီကိုလေးချောင်းကနေ Jet Fighter Y-18 စတဲ့တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ဘုံးဆက်မပြတ်လာရောက်ခြင်းကြောင့်တိုက်ခိုက်မှုတွေရှိနေတယ်လို့အဆိုပါစစ်ရေးတရင်ရှင်မြစ်ကဆက်ပြောပါတယ်။အာရခတပ်တော်အေအေနဲ့ပူးပေါင်းမဟာမိတ်တပ်တွေကကပ္ပါစာ16ဆက်ယုံနီကို ထိုးစစ်ဆင်လာတာကြောင့်စစ်ကောင်စီတပ်ကလည်းကပ္ပါစာ16ဆက်ယုံကိုအင်အား200ကျော်ဖြစ်တဲ့ကခုခံကာကွယ်ဖို့အတွက်တပ်ပြန်ဖွဲ့စည်းပြီးပြောင်းလဲနေတယ်လို့လည်းသိရပါတယ်။ ပြည်ရဲ့အော်တိုဘာလာ24ရက်နေ့မှာလဲအရခတ်တက်တော် EA နဲ့ဘူပေါင်းမဟာမိတ်တက်တွေဟာကာပါစာ16ဆက်ယုံရဲ့ကာကင်းစကန်တစ်ခုဖြစ်တဲ့မတုံချင်းရွာနီကကာကင်းစကန်တစ်ခုကိုလည်းတင်ပတ်ရရှိခဲ့တယ်လို့တော်လိုင်းရေးတက်ဖွဲ့ဝင်နေစီကသိရပါဗျ။မတုံချင်းရွာရဲ့ရှေ့ကကာကင်းစကန်တစ်ခုကို EA နဲ့ဘူပေါင်းတက်တွေကထပ်မံတင်ပတ်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစကန်ကျသွားတော့ EA နဲ့ဘူပေါင်းတက်တွေရဲ့ထိုးစစ်ဟာမတုံချင်းရွာနီကိုရောက်ရှိလာတာပါ။မတုံချင်းရွာနဲ့ဆိုရင်ကာပါစာ16ဆက်ယုံဟာတိတ်မဝေးတော့ ပါဘူးအဲ့ဒီမတုံရနေကစစ်ကောင်စီရဲ့ကန်စစ်စခန်းတွေကိုသာတိမ့်ပိုက်နိုင်ခဲ့ရင်ကာဘာစာ16ဆက်ယုံကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ချင်းချောင်းနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်လို့ဒေါ်လာရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ် ပဲခူးတိုင်း PKI ဗရောင်းမြို့နယ်အုံးရှိပင်မြို့မှာတော့စစ်ကောင်စီတပ်နဲ့အာရခတပ်တော် A တို့ဟာညောင်ကျိုးကျေးရွာနဲ့ဆင်လန်ကျေးရွာရှိကာကင်းစခန်းတွေမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတာဖြစ်ပြီးစစ်ကောင်စီတပ်ကလည်း A တိမ့်ထားတဲ့ညောင်ကျိုးစခန်းကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက်တံပြန်ထိုးစစ်ဆင်လာတယ်လို့လည်းသိရပါတယ်။နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ဆင်လန်ကျေးရွာရဲ့အနောက်ဘက်မှာတော့ခုနမိုင်ကန့်ကွာဝေးတော်တဲ့ညောင်ချရောက်ကျေးရွာနေမှာကာပါစာ6စက်ယုံတည်ရှိနေတာဖြစ်ပြီးစစ်ကောင်စီတပ်ကလည်းအစိုးရစက်ယုံကိုကာ ကွေဖို့အတွက်ရှင်လန်ကျေးရွာရဲ့ညောင်ချောက်ကျေးရွာနေမှာခန့်စစ်အစဉ်အဆက်ပြင်ဆင်ထားတယ်လို့လည်းသိရပါဗျ။ဘကိုတိုင်းပရောင်မြို့နယ် အောင်ရှိပေမျိုးမှာတော့ကပါစာ969နဲ့16ဆက်ယုံတို့တရှိနေတာဖြစ်ပြီးကပါစာ16ဆက်ယုံဟာထူးဆစ်အမြန်ရောက်ဖို့နှိကက်တာကြောင့် AA နဲ့ဘူပေါင်းတက်တွေဟာကပါစာ6ဆက်ယုံနေကိုစစ်ကြောင်းတစ်ကြောင်းနဲ့ကပါစာ16ဆက်ယုံနေကိုစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်းနှစ်ကြောင်းနဲ့တို့စစ်မျက်နှာနှစ်ခုဖွင့်ကထူးဆစ်စင်တိုက်ခိုက်လာနေတာလည်းဖြစ်ကြောင်းသိရှိရပါတယ်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့စစ်တွေတွင် AA နဲ့စစ်ကောင်မရှင်တို့လက်နက်ကြီးတိုက်ပွဲဆင်နွှဲနေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ်ရခိုင်ပြည်နယ်စစ်တွေမြို့တွင်စစ်ကောင်ရှင်နှင့်အာရခတပ်တော် AA တို့လက်နက်ကြီးများဖြင့်အပြန်အလှန်ပစ်ခတ်နေကြောင်းသိရပါသည်။ယမန်နေ့အောက်တိုဘာ26ရက်နေ့မှအောက်တိုဘာ29ရက်မနက်ပိုင်းအထိလက်နက်ကြီးပစ်ခတ်မှုများရှိနေကြောင်းဒေသရင်းသတင်းရှင်းမြစ်များထံကသိရပါသည်။စစ်တပ်ဘက်ကပုံနာကျုံပေါက်တော်နှင့်ရသေးတောင်ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်နေတာကနေအခု AA ကပါပြန်ပစ်တယ်ဟုစစ်တွေရှိသတင်းရှင်းမြစ်ကပြောပါသည်။ AA ပစ်ခတ်လိုက်သည့်လက်နက်ကြီးတချို့မှာစစ်တွေဒေသကုကယ်မှုဆိုင်ရာဌာနချုပ် ဒါကစတွင်ကြာရောက်ပောက်ခွဲပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တို့သေဆုံးကစစ်ကောင်မရှင်ကလက်နက်ကြီး drone ပုံများတုံ၍ပုံနာကျုံမြို့နယ်ကိုပစ်ခဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်စစ်ကောင်မရှင်သည်ပုံနာကျုံမြို့ကိုလက်လွတ်ခဲ့ရစဉ်ကအေအတံများစစ်တွေမြို့ကိုရောက်မလာစေရန်အတွက်မင်းဆောင်တရားကိုချုပ်ဖြတ်ခဲ့ရာယခုအဆိုပါမင်းဆောင်တရားကိုပြန်လည်ပြင်ဆင်ထားကြောင်းသိရပါသည် စ်တွေပုံနာကြုံဆက်တွေ့ထားသည့်မင်းချောင်းတရားကိုပြင်ဆင်မှုများလုံဆောင်ပြီးတရားထိန်နှစ်ဖက်မှာခင်စစ်အခိုင်အမာပြင်ဆင်ကလူရင်းအားချထားကြောင်းဒေသခံများထံကသိရပါတယ်။စစ်တွေမျိုးရွှေမင်းခန်ရှိစစ်ကောမရှင်ရှိတန်းနဲ့ပင်လေပြင်းရှိစစ်သည်မောများမှနေ၍လက်နက်ကြီးများဖြင့်ပုံနာကြုံနှင့်ရသေးတော်မျိုးနယ်များကိုပြစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိရာအေတပ်ဖွဲ့ဝင်များကလည်းစစ်ကောမရှင်တပ်များရှိရာနေရာများနဲ့ဓာတ်ကောက်စတွင်ကိုပြန်လည်ပြစ်ခတ်နေကြောင်းဒေသရင်းတရင်ရှင်းမြစ်များထံကသိရှိရပါတယ်။ ဆက်လက်ပြီးဗမောက်မြို့မှာနေစဉ်တိုက်ပွဲပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဗမောက်မြို့မှာနေစဉ်တိုက်ပွဲပြင်းထန်နေပြီးမြို့နယ်တမိုင်ကန့်အကွာကဖြီသူတွေရဲ့နေအိမ်တွေကိုစစ်ကောင်စီတပ်နဲ့ရှမ်းနေတဲ့ SNL တို့ကမိရှုဖျက်ဆီးနေတယ်လို့ဒေသခံစီရင်သတင်းရှင်းမြစ်တွေကပြောပါရယ်။အော်တိုဘာလ29ရက်နေ့လယ်ပိုင်းကဗမောက်မြို့ရဲ့အနောက်ဖက်ချမ်းကား နိုင်ရကချင်းရွာအနီးနေတွေကိုမိရှုခံခဲ့ရတယ်လို့သိရပါတယ်။ဒါပြင်ဗမောင်မျိုးအောက်ဖက်ချန်ကမြေသေးချင်းချင်းရွာကိုလည်းစစ်ကောင်စီကမနေ့ကမနေ့ပိုင်းကလေးချောင်းတိုက်ခိုက်ခဲ့တယ်လို့စစ်ရေးတရင်ရှင်းမြစ်တွေကအသိပေးပါတယ်။မနေ့က120မမ40မမမိလောင်ပုံးနေကြတာမျိုးတွေကရဲစကန်တွေကိုပြည်သူနေတွေတော့မိမကူလိုက်ဖို့ဒီနေ့ကတော့နိုင်ရကနဲ့ဗမောင်မျိုးသားကလူနေအိမ်တွေကိုစစ်ကောင်စီနဲ့ SN တွေကလူကိုယ်တိုင်မိရှုနေကြတယ်ဟုဗမောင်မျိုးကန်တူကပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေဗမောင်းမျိုးနဲ့တမိုင်းကွာကိုရောက်ရှိနေပြီလို့လဲတံပြန်ထိုးစစ်ကိုကုကန်နေတဲ့ရဲဘော်တို့ကအတီးပြောပါတယ်ထီထွေမှုကတော့နေတိုင်းနေပါပဲမီးရှို့ပြီးတိုးနေတာပေါ့ဟု၎င်းကပြောပါတယ်လက်ရှိစစ်ကောင်စီတပ်နဲ့ SNA တပ်ကဗမောင်းမျိုးအနောက်ဖက်ခြမ်းကနေထိုးစစ်ဆင်လာတာဖြစ်ပြီးအင်အား900ခန့်ရှိတယ်လို့လဲဗမောင်းမျိုးနယ်ကာကွယ်တပ်ဖွဲ့ဝင်တို့ကဆိုပါတယ်ဗမောင်းမျိုးပြန်ရဖို့စစ်ကောင်စီကစကိုင်းအခြေဆိုင်တမ33လောက်ကတရင်အချို့ကိုအားဖြည့်ထားတဲ့ပြင်တမ90 ဇက်ကွန်လောက်ခန့်တရင်နေလည်းရှိပါသေးတယ်။လက်ရှိတိုက်ပွဲအခြေအနေတွေကြောင့်မြို့နီးတဝိုက်ကျေးရွာ20ခန်းနဲ့မြို့ပေါ်လေးရပ်ကွက်ကပြည်သူ2000ဝန်းကျင်ဟာဒေလွန်ရာကိုရှောင်တိန်နေရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဗမောက်ပါကဖကထုတ်ပြန်ထားပါတယ်။ဗမောက်မြို့မှာရှင်ထွန်းပြူအမှုဦးစီးတဲ့ SND တမဟာ6469ရဲပြူစောတီပူပေါင်းအင်အား400ဝန်းကျင်အခြေချနေထိုင်တဲ့ဗမောက်မြို့ကိုတော်လိုင်းရေးတပ်တွေကအမတ်တေးစစ်ဒေသကုတ်ကဲမှုနဲ့စက်တင်ဘာ20ရက်မှာတင်ပိုက်နိုင်ခဲ့တာဖြစ် ြစ်ကြောင်းသိရပါတယ်။ဆက်လက်တည်ဆက်ပေးမယ့်သတင်းကတော့စစ်ဆောင်တွေကိုမဲမပေးရင်ပြန်ပို့မယ်စစ်မှုထမ်းရမယ်လို့စစ်အုပ်စုကချင်းချောက်နေတဲ့အကြောင်းကိုတည်ဆက်ပေးပါမယ်။ရန်ကုန်မှာရှိတဲ့စစ်ပေးဆောင်တွေကိုမဖြစ်မနေမဲပေးရမယ်ဆိုပြီးဖိအားပေးချင်းချောက်မှုတွေရှိနေတယ်လို့စစ်ပေးဆောင်တွေကပြောပါရယ် တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေကနေရန်ကုန်မြို့ကိုစစ်ပီးရှောင်လာတဲ့ပြည်သူတွေကိုစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်မင်းစင်းပါရှိတဲ့မူလမင်းဆန္ဒနယ်အတွက်ကြိုတင်မဲပေးဖို့ရက်ွက်ယုံကိုခေါ်ယူတရိပ်ပေးတာတွေလုပ်နေတယ်လို့စုံစမ်းသိရပါတယ်။စစ်ပီးရှောင်ပြည်သူတွေအနေနဲ့မဲမပေးပါရင်ရန်ကုန်မှာနေထိုင်ခွင့်မပြုဘဲမိမိနေထိုင်ရာဒေသကိုပြန်ပို့မယ်လို့စေအုပ်စုခန့်ထားတဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကချိန်ချောက်နေကြတယ်လို့စစ်ပီးရှောင်တချို့ကပြောပါတယ်။ဒါအပြင်မဲမပေးရင်လူငယ်ပိုင်းအမျိုးသားတွေကိုစစ်တပ်ထဲပို့မယ်လို့ ချင်းချောက်ဓာရီပြုလုပ်နေတယ်လို့သိရပါတယ်။စေအုပ်စုကတကောင်စင်းကောက်ယူတဲ့ဆိုပြီးစစ်ပီးရှောင်းတွေရဲ့စိတ်ရင်းတွေကိုကောက်ယူခဲ့တာဖြစ်ပါတယ်။ဒါအပြင်ရန်ကုန်ကိုစစ်ပီးရှောင်းလာတဲ့သူတွေဟာအခက်ခဲတွေကြုံတွေ့နေရပြီးလူမျိုးခွဲခြားဆက်ဆံတာတွေလည်းရှိတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ပီးရှောင်းပြည်သူတွေဟာစစ်ကောင်စီကရက်ွက်အုပ်ချုပ်ရေးမှုတွေရဲ့မဲထဲဖို့ဇက်တိုက်ချင်းချောက်ဖိအားပေးနေတာတွေကိုနေ့စဉ်နဲ့အများကြုံတွေ့နေရပြီးအခက်ခဲကြုံနေရတယ်လို့စစ်ရှောင်းပြည်သူတွေရဲ့ပြောကြားချက်အရသိရှိရပါတယ်။